ဘုရားတရားတော်တွေထဲမှာအမြင့်ဆုံးကုသိုလ်ဖြစ်တယ်ပေါ့အမြင့်ဆုံးကုသိုလ်ဖြစ်တယ်ကဲဟုတ်ပြီအဲ့ဒီအမြင့်ဆုံးကုသိုလ်ကိုလုပ်တော့မယ်ဆိုရင်လုပ်ဖို့လုပ်နည်းအချင်းချင်းလေးကိုပြောရမယ်ဆိုလို့ရှင်နီလန်းနှစ်သွယ်နဲ့အကောင့်ထဲပေါ်ရဘာဝနာလုပ်လုပ်တဲ့အခါမှာတမထကစမလားဝိပဿနာစမလား အဲ့ဒီစတာနှစ်ခုရှိတယ်တမထာကစပြီးတော့ဝိပဿနာကိုသွားတဲ့နေ့ရက်တနည်းဝိပဿနာကစပြီးတော့တမထာသွားတာကတနည်းလို့သူတို့နှစ်ခုတင့်နှစ်ပေါ့နော်တမထာကစမယ်ဝိပဿနာကစမယ်ဒီနှစ်ခုဟာနှစ်ခုစလုံးလုပ်ရမှာပဲ တမထကနေဝိပဿနာသွားမယ်သို့မဟုတ်ဝိပဿနာကနေတမထသွားမယ်အဲ့နှစ်ခုစလုံးလို့အဲတချို့ခေါ်ပြောနေတာလေးတွေရှိတယ်တမထမလုံးရဘူးလို့ဝိပဿနာပဲလုံးအောင်လို့ဆိုတာအဲ့ဒါတွေကတချို့ဟာကြတော့စကားလုံးနေတာတွေဖြစ်တယ်နော်စကားလုံးနေတာတွေဖြစ်တယ်နားမရောက်မှုတို့တယ်အဲ့ဒါတမထရောဝိပဿနာရော တမထဆိုတာတမာတိကိုပြောတာဝိပဿနာဆိုတာပညာကိုပြောတာလောကမာရီကြီးပဲအကုန်လုံးเนาะတိဆောင်းမာရီကြီးပဲအကုန်လုံးအဲ့တော့တွားတဲ့အခါမှာဘာဝနာလို့လုပ်တဲ့အခါမှာတမထကစပြီးတော့ဝိပဿနာတွားမလားဝိပဿနာစပြီးတော့တမထကိုတွားမလားလို့လမ်းတစ်သွဲရှိတယ်နှစ်သွဲစလုံးပယ်လမ်းပဲဖြစ်ဖြစ်တွားလို့ရတယ်တွားရမယ်သို့တော့ နောက်ဆုံးလမ်းတစ်ခုဟာပူပေါင်းသွားတာကြည့်ပဲကောင်းလမ်းမှန်မို့ပဲလို့တယ်ကဲအဲ့ဒီတော့တမထကစပုံတမထကနေဝိပဿနာသွားပုံလေးကိုကြည့်ရအောင်ဘယ်လိုသွားမလဲလို့ဆိုပထမအားတဲ့ကိုယ်ရင်နဲ့နှလုံးနဲ့မှာဥပ္ပစာရတမာတိပဲဖြစ်စေအပ္ပနာတမာတိပဲဖြစ်စေစိတ်ကလေးငြိမ့်အောင် အရင်လုပ်လိုက်ပါ အဲ့ဒါဘာနဲ့လုံမလို့ဆိုရင်ခုနထွက်လေဝင်လေလေးပေါ်မှာပဲဖြစ်စီဒါလွယ်လို့ပြောတာပဲအာယုံပဲဖြစ်ဖြစ်ရပါတယ်နော်ထွက်လေဝင်လေလေးပေါ်မှာစိတ်ကိုစိုက်ထားလိုက်စိတ်ကိုစိုက်ထားလိုက်လို့ဘယ်တိုင်းတာထိအောင်ကိုထိမ့်နိုင်ပြီလေဘယ်တိုင်းတာထိကိုစိတ်လေးကငြိမ့်သွားပြီလေဆိုတော့ကြည့် ဇန်အဆင့်မရောက်သေးတာကိုဥပ္ပစာရသမารိလို့ခေါ်တယ်။ဇန်အဆင့်ရောက်သွားရင် အပ္ပနာသမารိလို့ခေါ်တယ်။ဇန်အဆင့်ရောက်သွားရင်တော့သူကအပ္ပနာဆိုတာထဲ့ထားလိုက်သလိုငြိမ်သွားတာ။ဥမာမဲနန်းရံတစ်ခုကိုဒီတစ်ခုဆိုပါစို့စတစ်ကာလေးနဲ့ကတ်လိုက်တယ်ဆိုရင်အဲ့နန်းရံကိုကတ်သွားတယ် အပနာဆိုတာအာယုနဲ့စိတ်အဲ့လိုကတ်သွားတာပြောတာ။ကွာမသွားတော့ပဲနဲ့အမြဲတမ်းဒီအာယုလေးပေါ်မှာစိတ်ဟာဝင်ရောက်တွေ့ကတ်သွားတယ်လို့ဖြစ်သွားတယ်ဟာမျိုးအပနာအဲ့ဒီအစ်စ်မရောက်ရင်လည်းပဲပူတုံခွာတုံလေးပေါ်အာယုပေါ်မှာစိတ်ကလေးကရောက်သွားလိုက်ပြန်လာလိုက်တိုးတော့ရောက်တဲ့အချိန်ကများတယ်ခွာတဲ့အချိန်ကနည်းတယ်ဆိုရင်ဒါဥစ္စာရသမားတွေအစ်စ်ပေါ့နော် ကိုထားတဲ့အယုံလေးပေါ်မှာစိတ်ဟာအတော်အသင့်ကိုငြိမ်သွားပြီကိုလွတ်တဲ့နေရာကိုစိတ်လေးကငြိမ်သွားပြီဆိုရင်ဒါဥပ္ပစာရသမာဓိအဲ့ဒီဥပ္ပစာရသမာဓိအပ္ပနာသမာဓိကိုအရင်တီထောင်လိုက်တယ်တီထောင်ပြီးတော့သမာဓိလေးရလာပြီလို့ဆိုတာနဲ့အဲ့ဒီအယုံကနေပြီးဆုတ်ခွာလိုက်တယ် ခဏကထွက်လေဝင်လေလေးရှုနေတဲ့ထက်လေဝင်လေပေါ်မှာ စိတ်ကလေးငြိမ့်နေတယ်ဆိုရင်အဲ့ဒီပေါ်ကစိတ်ကိုဆုတ်ခွာလိုက်ပြီးတော့ထွက်လေဝင်လေလေးနဲ့အလုံးလုံးနေတဲ့စိတ်ကိုပြန်ကြည့်လိုက်တာနော်အာယုံကိုမကြည့်တော့ဘဲနဲ့ထွက်လေဝင်လေလေးနဲ့လှုပ်ရှားနေတဲ့စိတ်ကလေးကိုပြန်ပြီးတော့ရှုတာအဲ့ဒါကျတော့ဝိပဿနာဖြစ်သွားရောသူက သမထကခုနထွက်လေဝင်လေအာယုံပေါ်မှာကြည်တာက သမထထွက်လေဝင်လေလေးပေါ်မှာ ဖြစ်နေတဲ့စိတ်အခြေအနေကိုပြန်ကြည့်တာကြတော့ဝိပဿနာလို့ဒီနားလေးတွေဝင်ကပ်ပြီးပြောင်းလိုက်တာအဲ့တော့ထွက်လေဝင်လေလေးပေါ်မှာဖြစ်နေတဲ့စိတ်အခြေအနေဆိုတာဘာရောထွက်လေဝင်လေလေးရဲ့လှုပ်ရှားမှုလေးကိုတတိပြုနေတဲ့တတိလားသမုတ်ထွက်လေဝင်လေလေးပေါ်မှာစဉ်းစားနေတဲ့ တွေးနေတဲ့အတွေးလာသုံးဖို့ထွက်လေဝင်လေလေးပေါ်မှာဟိုကျဉ်းနဲ့နေတဲ့ပီတိနဲ့ဒုက္ခလာထွက်လေဝင်လေလေးပေါ်မှာစိတ်ကလေးငြိမ်းနေတဲ့အငြိမ်ကလေးကိုကြည့်မှလာဆိုအဲ့ဒါတွေကြတော့နန္တရားလို့ခေါ်တယ်အဲ့ဒီနန္တရားကို ရှုလိုက်တယ်အဲ့ဒီစိတ်ကလေးတွေကိုရှုလိုက်တယ်ဒီတဲ့ထင်ရှားအောင်ပြောမယ်ဆိုရင် ကိုယ်အထွက်လေဝင်လေလေးကိုရှုနေတာစိတ်နဲ့ပဲရှုနေတာကိုတမာဒီထွက်လေဝင်လေလေးကိုအာယုံပြုပြီးစိတ်နဲ့ရှုနေတဲ့အဲ့ဒီရှုနေတဲ့စိတ်ကလေးကိုကြည့်လိုက်လို့ရှင်ထွက်လေလေးပေါ်လိုက်ဒီစိတ်လေးကဝင်လာလိုက်ဝင်လေလေးပေါ်လာလိုက်ဒီစိတ်ကလေးကဝင်လာလိုက်ထွက်လေဝင်လေလေးပေါ်မှာစိတ်ကလေးကရောက်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 ပြီးတော့လာတယ်ထိတာလေးကိုတိတိလာတယ်ဆိုရင်ဒါဖတ်တာပဲဖတ်တဲ့သဘောလေးကိုကိုကြည့်လာလို့ရတယ် ဖလေဝင်လေလေးကိုတိတိနေတယ်ဆိုတော့အတိလေးကို ကြည့်လိုက်လို့ရှိရင်ဒါစိတ်ပဲဝိညာဉ်ပဲစိတ်ကလေးကတိတယ်ထွက်လေဝင်လေလေးမှာရှူရတာညင်းတာတယ်ကောင်းတယ်လို့အတွေးလေးကိုကြည့်လိုက်မယ်ဆိုရင်ဒါဝေဒနာအဲ့တော့ဖတ်တာကိုလည်းရှူလို့ရတယ်ဝေဒနာကိုလည်းရှူလို့ရတယ်သင်ဒီစိတ်ကိုလည်းရှူလို့ရတယ်ဆိုတော့အဲ့ဒီဖတ်တာဝေဒနာစိတ်လို့ဆိုတဲ့ အခြေအနေလေးတစ်ခုကိုသိလိုက်ပြီဆိုရင်ဒါဝိပဿနာပဲရောက်သွားပြီစိတ်ကိုရှုတာဝိပဿနာ